သိန်းစစ်တပ်ဟာသူ့ရဲ့ရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးတာတွေမလုပ်ဖို့အတွက်ဗိုလ်ချုပ်အောင်ဆန်းရဲ့ရွေးကောက်ပွဲဆိုင်ရာမင်းကုန်းကိုကောက်နှုတ်ကစစ်တပ်ဝါရဖြန့်သတင်းစာတွေဖြစ်တဲ့မြမလေးနဲ့ကြေးမုံမှာနေစဉ်ဖော်ပြနေပါတယ်။ရွေးကောက်ပွဲဖြက်မယ်ဆိုတဲ့သူတွေကိုဒီတိုင်းကြည့်နေမှာမဟုတ်ဆိုတဲ့ကောင်းစင်နဲ့1948ခုနှစ်မတ်လကပူချောင်းအောင်ဆန်းပြောကြားခဲ့တဲ့မင်းကွန်းတဲကရွေးကောက်ပွဲဖြက်မယ်ဆိုတဲ့သူတွေကိုတော့ကျုပ်တို့အစိုးရကဒီတိုင်းကြည့်နေမှာမဟုတ်ဘူး။အပြင်းထန်နှိပ်ကွက်ရမှာပဲ ရွေးကောက်ပွဲမှာလွတ်လပ်စွာရှင်ပြန်ရွေးကောက်တဲ့နေရာမှာတော့ဘသူကမှကျုပ်တို့အစိုးရကနှောက်ယှက်မှာမဟုတ်ဘူး။သို့တော့ဖျက်လို့ဖျက်စီးလုပ်တဲ့သူမှန်သမျှကိုတော့အာနာကုံနှိမ်နှင်းပြစ်မှာပဲဆိုတာရှင်းရှင်းကြီးသတိပေးထားပါရစေဆိုတဲ့အပိုက်ကိုကောက်နှုတ်ဖော်ပြနေတာပါ။ဒီမိန်ကွန်းကဘုကြောင့်ဆန်ဟာ1948ခုနှစ်ဧပြီလ9ရက်နေ့မှာကျင်းပမဲ့တိုင်းပြည်ပြည်လွတ်တော်ရွေးကောက်ပွဲအတွက်1948ခုနှစ်မတ်လအတွင်းက မဲပေးမမကြဖို့အတွက်နှိုးဆော်တဲ့အတန်းလွှင့်မိန်ခွန်းဖြစ်ပါတယ်။ဘုရုပ်ဒီစကားကို အဘယ်ချိန်ဘယ်နေရာမှာပြောခဲ့လဲဆိုရဲဟာလည်းအရေးကြီးလိမ့်မယ်လို့ထင်တယ်။ဆိုတော့ဘူဂျူတူကစဉ်းစားခဲ့တဲ့စဉ်းစားချက်တွေကတော့သူတို့ကနိုင်ငံတော်တကယ်ပဲလွတ်လပ်ပြီးတရားမျှတတဲ့ပြည်အောင်စုတစ်ခုပေါ်ပေါက်ဖို့ရည်ညွှန်းခဲ့တယ်။ဒီစူးစမ်းခဲ့တယ်ဆိုတော့အားလုံးသိပဲဖြစ်တယ်။ဒါပေမဲ့ဒီစီအိုစုကကြတော့အဲ့ဒီချိန်နေနဲ့ဆန့်ကျင်ဘက်ပုံစံကိုဖော်ဆောင်မှုရည်ညွှန်းနေတာဖြစ်တယ်။ဆိုတော့သူတို့တစ်ခုကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကလွတ်လပ်မှုတို့တရားမျှတမှုတို့ဆိုတာကလုံးဝမရှိဘူးဆိုတော့လူတိုင်းမြင်တယ် အနာဒိန်စစ်တပ်ဟာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေအကာအကွယ်ပေးရေးဥပဒေကိုလည်းပြဋ္ဌာန်းထားပြီးသူ့ရဲ့ရွေးကောက်ပွဲကိုလူမှုကွန်ရက်စာမျက်နှာမှာဝေဖန်ပြောဆိုနေသူတွေကိုပါမချန်ဖမ်းဆီးထောင်ချနေပါတယ်။ဥပဒေပြဋ္ဌာန်းလိုက်တဲ့ဇူလိုင်လ29ရက်နေ့ကစတင်ပြီးစက်တင်ဘာ30ရက်နေ့အထိဒီဥပဒေအရအမှုဖွင့်အရေးယူထားသူ64ဦးရှိနေပြီလို့စစ်ကောင်မရှင်ဘက်ကတရားဝင် ထုတ်ပြောထားပါတယ်။ စေယုံစာတင်ကြောင်ဖုန်ကြီးကြောင်တွေပါမချမ်းပြည်သူတွေကိုလေချောင်းကနေပုံကျဲကြေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်တပ်ဟာသူကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူတွေအနေနဲ့မဆန့်ကျင်ရဲအောင်အကြောက်တရားနဲ့ဖိနှိပ်တဲ့နေရာမှာဗိုလ်ချုပ်မိန်ကွန်းကိုပါလိုရာဆွဲပြီးအုံချထားတာလည်းဖြစ်ပါတယ်။ကျေးဒီဖြစ်စီကျေးဒီဖြစ်စီမြူတာကောင်းဆောင်ဖြစ်တဲ့ခါကျဘူဂျုံဆန်ကိုသူကလိုအပ်တဲ့နေရာမှာသူတို့အကျိုးရှိမဲ့နေရာမှာသူတို့အမြဲတမ်းအုံချ လေးရှိတာသူတို့တပါဝဒီလိုကိစ္စမျိုးတွေတော်တော်များများကျွန်တော်တို့တွေ့ခဲ့ရပြီးပါပြီဟိုစစ်မှုတမှုဥပဒေပြဋ္ဌာန်းတော့လေအမျိုးသားကောင်းဆောင်ကြီးဘုရားဆိုင်ရဲ့သဘောထားလေးကိုကာကြရတယ်ကိုပြရတယ်တွေ့ပါတယ်အဲ့တော့အခုကအဲ့ဒီဘူဂျွန်ဆန်ပြောတဲ့အဲနေရာကသူတို့ရွေးကောက်ပွဲနဲ့နော်လုံးဝမတင်လျော်မကိုက်ကြည့်တဲ့အတုံးတော့တစ်ခုပါ ကြောင်ဆံပြောတာကလွတ်လပ်တဲ့နော်အဲဆန္နလျောက်ပောင်းရမယ်ရွေးကောက်ပွဲကျင်းပတဲ့နေရာမှာဖြက်လို့ဖြက်စီလို့ရင်လို့ပြောတာအဲတော့စစ်ကောင်စီလုံးဝလွတ်လပ်ရေးကအာရွေးကောက်ပွဲကလွတ်လဲမလွတ်လပ်ဘူးနော်တရားမျှတမှုလည်းမရှိဘူးကျွန်တော်တို့အိပ်မပြူစရာနော်ဘာမှအကြောင်းမရှိပါဘူး ုကျုံမိန်ကွန်ကိုလိုတလိုအသုံးပြုနေပေမဲ့နိုင်ငံအဝမှရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ကြေးရုပ်တွေကိုတော့လိုက်လံဖယ်ရှားတာတွေလည်းလှုံ့ဆော်နေပါတယ်။ဩဂတ်လ9ရက်နေ့ကပဲခူးမြို့လယ်လမ်းဆောင်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုဖြိုချခဲ့ပြီးဇူလိုင်လ29ရက်နေ့ည7:00နာရီဝန်းကျင်ကလည်းနေပြီးတော့ပုပ်ပားတီရီမြို့နယ်ပန်းချံအတွင်းမှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုဖယ်ရှားခဲ့ပါတယ်။ဒါအပြင်ဗိုလ်ချုပ်အောင်ဆန်းရဲ့တမီလူတို့ကောင်းဆောင် နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကို အာဏာသိမ်းလိုက်တဲ့နေ့ကစပြီးဖမ်းဆီးချုံနောင်ထားကမတရားတက်ထားတဲ့ဥပဒေပုံမှားတွေနဲ့ထောင်သွင်းအကျဉ်းချထားတာလည်းဖြစ်ပါရယ်။လက်ရှိမှာတော်ဆန်းစုကြည်ရဲ့ကျောင်းမကြီးအခြေအနေစိုးရိမ်ပွဲရှိပြီးပြင်ပနဲ့လုံးဝအဆက်အသွယ်ဖြတ်တောက်ခံထားတယ်လို့တော်ဆန်းစုကြည်ရဲ့သားခင်အရစ်ကထုတ်ပြောထားပါရယ်။ဒီပုဂ္ဂိုလ်ကတော့ကုလလုံးစင်မှာတော့ဒါမရှိတော့ဘူးဆိုတော့ခါချတော့ ိုချုပ်ရဲ့တမိကတော့အခုချိန်မှာတရှိတင်ချာရှိနေသေးတယ်။နောက်လူလူရဲ့ထောက်ခံမှုလက်ခံမှုကလည်းဒါပမာဏကြီးကြီးမားမားရရှိထားတဲ့သူဖြစ်တယ်။ဒါပေမဲ့လူလူချင်းနဲ့သွားချင်းနဲ့ပုံစံနဲ့မကန့်ညီတဲ့ကြောင့်မလို့ဒါမတရားဖန်ဆီးပြီးချုပ်နှောက်ပြီးအကျဉ်းချထားတာဖြစ်တယ်။သူတို့ကသူတို့ရဲ့အကျိုးစီးပွားအတွက်ကိုအသက်ရှိတဲ့လူဖြစ်စေအသက်မရှိတော့တဲ့သူပဲဖြစ်ပါစေလူလူကနေပြီးတော့လက်ခံနိုင်တဲ့သူတွေကိုသူတို့အကျိုးစီးပွားအတွက်ကိုပဲရည်ရွယ်ပြီးတော့အသုံးချမှာပဲဖြစ်တယ်ဆိုတော့ပြောချင်တာပါ။ အနာသိန်းစစ်တပ်ဟာရွေးကောက်ပွဲကိုအပိုင်းသုံးပိုင်းခွဲကျင်းပမယ်လို့ဆိုထားပြီးပထမအကြိမ်ရွေးကောက်ပွဲကိုတော့လာမယ့်ဒီဇင်ဘာလအတွင်းမှာမြို့နယ်ပေါင်း102မြို့နယ်မှာကျင်းပဖို့ပြင်ဆင်နေပါတယ်စစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲကအတူရောင်ရွေးကောက်ပွဲဖြစ်ပြီးအတိမတ်မပြုတ်ပဲစန့်ကျင်ကြဖို့ကိုတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာကတိုက်တွန်းမှုတွေရှိနေပါတယ်စစ်ကောမရှင်အနေနဲ့ရွေးကောက်ပွဲထက် ဒီမိုကရေစီနီးကျရွေးကောက်တဲ့မြောက်ခံရတဲ့အကောင်းဆောင်နေအပါဝင်မတရားဖန်ဆီးခံထားသူတွေကိုလွတ်ပေးဖို့နဲ့လက်ရှိအချိန်အောက်မှာကျင်းပတဲ့ရွေးကောက်ပွဲကြောင့်မြန်မာမှာဖယ်ကျင်ခံရမှုနဲ့မတည်ငြိမ်မှုတွေပိုဆိုးလာနိုင်ကြောင်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကအောက်တိုဘာ28ရက်နေ့မှာပြောပါရယ်ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးအထူးကိုယ်စားလှယ်ထွမန်ဒရူးစ်ကလည်းစစ်ကောင်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲက အတူရောင်ရွေးကောက်ပွဲဖြစ်တဲ့အတွက် ပြတ်တက်သားသားဆန့်ကျင်မှုလို့ကြောင်းပြောထားပါရဲ့ရှင်